ားလုံးပဲမြင်တာပါတာတာရှယ်လီမှာပြန်လဲကြိုးဆိုလိုက်ပါနော်ထိုင်းဘတ်အဟောင်းနဲ့ကျွေးစီအောင်နဲ့ပတ်သက်ပြီးတော့ဘလိုဂျီမှာတံမိုးများစွာနဲ့လဲလဲလို့ရဆိုရအသိပညာကုတ္တတွေကိုအစဉ်ဆက်မပြတ်လာရောက်ပြီးတော့မျှဝေပေးတဲ့လူတယောက်ပဲဖြစ်မှာဒီကနေ့ကျတော့ဘတ်ငါးတိတ်ထိရောင်းလို့ရတဲ့ငါးဘတ်တန်တစ်ခုကိုထားရောက်ပြီးတော့မျှဝေပေးသွားမှာပဲဖြစ်တယ်နော်ဟုတ်ကဲ့အာဒီဟာလေးရဲ့အတိတ်စိတ်ကိုမှမျှဝေပေးသွားမှာဖြစ်တဲ့အတွက်ဒီလိုလေးကိုအဆုံးထိလိုက်ကြည့်ပေးပါလို့တောင်းဆိုလိုက်ပါနော်ဟုတ်ကဲ့ပါဒီငါးဘတ်တန် ဒီပန်ငါးဒိဋ္ဌိရောင်းရတဲ့ငါးပါတန်တခုကြတော့မှာရတ္ထကတိကောက်ပူပါမြောက်ပရင်တဲ့ကတခုပေါ့နော်ပြီးတော့ပူပါပူပါမြောက်ပရင်တဲ့ကပဲနောက်တစ်ခုလည်းပူပါမြောက်ပရင်တော့တမယ်နောက်ပဲချမ်းမှာပုံကချင်းပွာရတော့အဲတခုကနန်းတော်ပုံစံမျိုးနဲ့နောက်တစ်ခုကမှာကရဝိကောင်ပုံစံမျိုးနဲ့နော်ဒီနန်းတော်တခုပါတဲ့ဟာကိုအရင်မြောက်ဝေးပြီးတော့မှာဖြစ်ပါတော့ဟုတ်ကဲ့ဒီနန်းတော် တော့ဘုမပြောင်းရင်လည်းပတ်သက်ပြီးတော့ရှောင်းလို့ရတဲ့ခုနှစ်ကခုနှစ်2540ပဲဖြစ်တော့ခုနှစ်2540ဆိုရင်အခုလက်ရှိပေါက်ဈေးကဘတ်3000ကနေပြီးတော့ဘတ်9800ထိရောင်းလို့ရမှာပဲဖြစ်တော့ကဲပေချာလေးလိုက်ကြည့်ပါဒီခုနှစ်ဖြစ်ခဲ့တယ်ဆိုရင်ဒီခုနှစ်2540ဖြစ်ခဲ့တယ်ဆိုရင်ဘတ်3000နေဘတ်9000ထိရောင်းလို့ရတာเนาะဟုတ်ကဲ့ပါနောက်တစ်ခုကျတော့မှာစူဟာနာဟုံเนาะမှာကလဝိတ်ကောင်းပုံပါတဲ့ဟာပေါ့เนาะဒီဟာကျတော့ ဘယ်ခုနှစ်ကရောင်းရလဲဆိုတော့ခုနှစ်2529ဖြစ်မှတ်တာရောင်းတယ်နော်ခုနှစ်2530လို့2531ဖြစ်ခဲ့တယ်ဆိုရင်အဲ့ဒါရောင်းတဲ့မွေနေ့ပါဘူးအဲ့ဒါပုံမှန်ပဲတောင်းလို့ရနော်ဒီခုနှစ်2529ဖြစ်မှတ်တာဘတ်9တိုင်းထိရောင်းလို့ရပဲဖြစ်တော့ကဲဒီချာလေးတိုက်ကြည့်ပါရှိရင်ဆက်တွေ့လာပြီပါနော်ဒီမှာရမရလေးစိတ်ကိုတိုက်ကြည့်ပြီးမှအကြောင်းပြန်ပြီးပါမယ်ကြိုက်ညီမှုရှိရင် ရောင်းရမယ့်လိပ်စာတွေမှလမ်းညွှန်ပေးပါမယ်မတော်တက်မလားတက်ဆိုရင်ကိုယ်တိုင်ကိုကြလိုက်ပို့ပြီးတော့မှလိုက်ရောင်းပေးပါမယ်ဖြစ်ပါတော့ဟုတ်ကဲ့ဒီဗီဒီယိုလေးကတငယ်ချင်းမိတ်ဆွေတို့အတွက်ထားရောက်ရှင်မှလို့အတွက်အပညာဘုဒ္ဓတာကြီးကြွားခဲ့မယ်ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကို like and share လေးလုပ်ပြီးတော့ follow မလုပ်သေးရင်လည်း follow လေးနှိပ်ပေးတော့ပါလို့တောင်းဆိုလိုက်ပါနော်အားလုံးအလုပ်ကံစင်ပြေကြပြီကံကောင်းကြပါစေလို့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်